ူတွေကတစ်ခုလက်ဆိုပေါင်ဝင်းကျင်မရမ်းနေကြအမျိုးသားကဖောက်ပြန်သွားလို့ပါပါလိအမိလိုက်ချင်တယ်ပေါ့လေတကယ်တမ်းပြောရင်အဲ့တရားရုံးအမိကိုမခေါ်သွားစေချင်ဘူးကျွန်တော်အဲ့လိုမျိုးလက်မှတ်ထိုးနေရင်မြင်ကွင်းอยู่လေအမိကိုမမြင်စေချင်ဘူး ဟိုမိဘကိုပြောတာပဲပြချင်တယ်ဝမ်းနေတာကိုမပြချင်သမီးတကယ်အိမ်အောင်ကွဲဖို့အစင်သင့်ဖြစ်နေပြီလားကိုကိုကိုအစင်သင့်ဖြစ်ပြီလားဆိုတော့တေချာမေးပြီးပြီလားမိအမျိုးသားကဖောက်ပြန်သွားတဲ့အခါမှာသမီးကသူဖောက်ပြန်သွားတဲ့လောက်ရက်ကိုသမီးကနာကျင်ပြီးတော့မှအဲ့ဒီအောင်ကြောင့်သမီးချိန်တစ်ခုလောက်နေလဲမိသွားလိမ့်မယ်သမီးထပ်ပြီးတော့လဲချစ်နိုင်သွားလိမ့်မယ်အဓိကကတော့သမီးအောင်ကြောင့်သမီးမခွဲနိုင်လို့ဆိုတဲ့အရာတွေကကြော်ဖြတ်ရတာခဏလေးပဲပေါ့နော်တလနှစ်လဆိုသမီးအဲ့ဒီအရာတွေကပျောက်သွားလိမ့်မယ်ပေါ့လေတစ်ချိန်တည်းမှာပဲသမီးပြင်ဆင်နိုင်ရမှာငါတဲ့ ။တမီးအိမ်တော်ကမျိုးသမီးတယောက်ဖြစ်သွားပြီဆိုရင်တဲ့။ပအဝင်းကျင်ကတမီးကိုကိတ်ရတာတွေရှုံချတာတွေအဲတမီးကိုနီးမျိုးစုံတစ်စိတ်တွေလာကတ်လိမ့်နေမယ်။လာကတ်လိမ့်မယ်ပေါ့နော်။အိမ်တော်ကမျိုးသမီးတယောက်နှိမ်ကြလိမ့်မယ်ပေါ့။အဲ့ဒီအချိန်ကျရင်တဲ့တမီးညက်အမိနေတူတူရင်ဆိုင်ကြမယ်နော်တဲ့။အဲ့အတွက်တမီးစိတ်ကလေးကိုဂျိုပြီးတော့ပြင်ဆင်ထားစီခြင်းနေဆိုပြီးတော့ကျွန်တော်အမိကကျွန်တော်ပြောပြခဲ့ဘူးလေ။ဟောလေ။မမရဲတဲ့လူတွေကတခုတ်လက်ဆိုးတဲ့ပေါင်မင်းကျင်မာတဲ့အရန်နေကြတယ်အမျိုးသားကဖောက်ပြန်သွားလို့ပါပါလေ ဲ့တော့ကျွန်တော်တနေ့မှာကျွန်တော်ဒီအမျိုးသားနဲ့ကျွန်တော်နေဒီတရားရုံးမှာလက်မှတ်ထိုးမယ်နေ့ဆိုပြီးတော့မှကျွန်တော်သွားမယ့်အချိန်မှာကျွန်တော်ပုံမှန်အတိုင်းပဲကိုချစ်တယ်လို့ကိုတန်ဖိုးထားတယ်လို့တရားနဲ့ဒီအပီးပိုင်ကျွန်တော်လက်မှတ်ထိုးရတော့မယ့်အချိန်မှာတော့အမျိုးသမီးတရားအနေနဲ့အနေငယ်တော့ emotion ဖြစ်တာပေါ့လေ။ဘာနဲ့လဲစိတ်လေးလည်းဖြစ်တယ်စိတ်လည်းတကယ်မကောင်းဘူးပေါ့လေ။ဒါမဲ့ကျွန်တော်သူ့ကိုတော့ချစ်တယ်ဆိုပေမဲ့သူ့ရဲ့အမူအကျင့်တွေကကျွန်တော်ဆက်သွားလို့မရတော့ဘူး။အဲ့တော့ကျွန်တော်နှုတ်ဆက်ရတော့မယ်ပေါ့လေ။အဲ့လိုနဲ့ပဲကျွန်တော်လက်မှတ်ထိုးမယ့်အချိန်မှာကျွန်တော် ဝမ်းနေတဲ့စိတ်ကိုပြောင်းတဲ့အနေနဲ့ကျွန်တော်ဒီချင်းချင်းတွေဖွင့်ပြီးနှစ်ချက်တက်ပြီးကျွန်တော်နေရအဲ့ချိန်မှာကျွန်တော်အမေကသမီးနဲ့အမေလိုက်ချင်တယ်ပေါ့လေကျွန်တော်ကတော့တကယ်တမ်းပြောရင်အဲ့တရားရုံးအမေကိုမခေါ်သွားစေချင်ဘူးအမေကနည်းနည်းလေးဝမ်းနေတက်တယ်ပြီးတော့ကျွန်တော်ကိုလေကျွန်တော်အဲ့လိုမျိုးလက်မှတ်ထိုးနေရမြင်ကွင်းယူလေအမေကိုမမြင်စေချင်ဘူးပေါ့နော်ဟိုမိဘကိုပြောတာပဲပြချင်တာပေါ့လေကိုဝမ်းနေတာကိုမပြချင်တာလည်းပါတာပေါ့အဲ့လိုနဲ့ပဲအမေကိုမခေါ်သွားဘူးတကယ်ချင်းတရားကိုခေါ်သွားမှာဒါပေမဲ့မိကမိကိုသူလိုက်ချင်တယ်ပေါ့ ဲ့တော့လက်မှတ်ထိုးဖို့မသွားခင်ဒီမှာသမီးရဲ့အမေနဲ့သမီးနဲ့ခဏလောက်စကားပြောချင်းနေဆိုပြောမှာအခန်းထဲခေါ်သွားပြီးကျွန်တော်စကားပြောတယ်အဲ့တော့သူဘာလေးပြောပြလဲဆိုသမီးရဲ့သမီးတကယ်အိမ်တော်ကွဲဖို့ ready အစင်းသိဖြစ်နေပြီလားဗောနော် ကိုကိုကိုအဆင်သင့်ဖြစ်ပြီလားဆိုတော့ဒေချာမေးပြီးပြီလားပေါ့အဲ့လိုပြောတဲ့အချိန်မှာကျွန်တော်ဟုတ်မေအဆင်ပြေတယ်ပေါ့ကျွန်တော်မိကလည်းအိမ်နောက်ကွဲမျိုးသမီးတယောက်ပဲအိမ်နောက်ကွဲပြီးတော့မှနောက်အိမ်နောက်ပြူရတာဆိုတော့ကျွန်တော်တို့သူအိမ်နောက်ကွဲခဲ့ပြီးတော့တွေ့ကြုံသူ့မှာရှိပါလိမ့်မယ်အဲ့တော့ကျွန်တော်အဲ့လိုပြောတဲ့အခါမှာကျွန်တော်ဟုတ်မေဘုရားအဆင်သင့်ဖြစ်နေပြီပေါ့လေအဲ့လိုပြောတဲ့အခါမှာအမေကသမီးတဲ့ သမီးအမျိုးသားကဖောက်ပြန်သွားတဲ့အခါမှာသမီးကသူဖောက်ပြန်သွားတဲ့လုပ်ရက်ကိုသမီးကနာကျင်ပြီးတော့မှအဲ့ဒီအောင်ကြောင့်သမီးချင်းတစ်ခုလောက်နေလဲမိသွားလိမ့်မယ်သမီးထပ်ပြီးတော့လဲချစ်နိုင်သွားလိမ့်မယ်အဓိကကတော့သမီးအောင်ကြောင့်သမီးမခွဲနိုင်လို့ဆိုတဲ့အရာတွေကကြော်ဖြတ်ရတာခဏလေးပဲပေါ့နော်တလနှစ်လဆိုသမီးအဲ့ဒီအရာတွေကပျောက်သွားလိမ့်မယ်ပေါ့လေအမိမှလည်းအဲ့ဒီတွေ့ကြုံရှိခဲ့ဘူးတဲ့တချိန်တည်းမှာပဲသမီးပြင်ဆင်နိုင်ရမှာငါတဲ့သမီးအိမ်တော်ကမျိုးသမီးတယောက်ဖြစ်သွားပြီဆိုရင်တဲ့ပအဝင်းကျင်ကသမီးကိုကိတ်ရတာတွေရှုံချတာတွေ တမီးကိုနီးမျိုးစုံတစိုက်တွေလာကတ်လိမ့်မယ်လာကတ်လိမ့်မယ်ပေါ့နော်အိမ်နောက်ကမျိုးသမီးတယောက်နှိမ်ကြလိမ့်မယ်ပေါ့အဲ့ဒီအချိန်ကျရင်တမီးညအမိနဲ့တူတူရင်ဆိုင်ကြမယ်နော်တဲ့အဲ့အတွက်တမီးစိတ်ကလေးကိုဂျိုပြီးတော့ပြင်ဆင်ထားစီခြင်းနေဆိုပြီးတော့ကျွန်တော်အမိကကျွန်တော်ပြောပြခဲ့ဘူးလေအဲ့အချိန်မှာကျွန်တော်ကျွန်တော်အမိပြောတော့ကျွန်တော်တီချာနားမလည်ဘူးပုံမှန်လေးပဲနားထောင်လိုက်တယ်ပေါ့ဟုတ်ကဲ့အမိပေါ့ပြင်ဆင်ပြီးသွားပြီပေါ့တကယ်တော့ကျွန်တော်တကယ်မှထိုးပြီးသွားတဲ့အချိန်လေးရောက်ကုန်ကျွန်တော်မိပြောတဲ့အတိုင်းပဲပအဝင်းကျန်သူတွေမျက်လုံးတွေ ကိုကိုရမလားဆိုပြီးတော့လာဆန်းတတ်တဲ့အရာကြီးကြုံတွေ့ရတယ်ဗလိကျွန်တော်မေကျွန်တော်လက်မှတ်ထိုးမဲ့နေ့မှာပြောခဲ့တဲ့အတိုင်းပဲကျွန်တော်တို့ဒီပါဝင်ကျင်ကကျွန်တော်ဖောက်ပြန်ခံလိုက်ရတာလေလူအကုန်လုံးသိကြတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေကျွန်တော်မျိုးသားဘက်ကမိတ်ဆွေတွေတခြားသောပါဝင်ကျင်တွေအကုန်လုံးသိကြတယ်အဲ့သိကြတဲ့အထင်းမှာမှထပ်ပြီးတော့မှကျွန်တော်ကသူဘာလိုက်လုံနေလဲသူဘလို့ဘာလိုက်သွားနေလဲသူမဟုတ်တာဘာလိုက်လုံနေလဲဆိုပြီးတော့မှစောင့်ကြည့်တယ် ညလုံးတွေကိုကျွန်တော်မြင်ရတယ်အရင်ဆိုင်ရတယ်ပေါ့လေအဲ့တော့အဲ့ဒါကိုရင်ဆိုင်ရတဲ့အချိန်လေးရောက်တော့ကျွန်တော်မိပြောခဲ့တဲ့စကားလေးကမှန်ပါလားဆိုတဲ့အရာလေးတော့ကျွန်တော်အတိတ်တရားလေးတစ်ခုဝင်နေတစ်ချိန်တည်းမှာပဲကျွန်တော်ဆရာပြောခဲ့ပူတဲ့စကားလေးတစ်ခုရှိရပေါ့လေအဲ့ဒါပါလေဆိုတော့တနေ့မှာကျွန်တော်တငယ်ချင်းတယောက်က "तू ကအရင်ကိုဗီဒီယိုရိုက်နိုင်တယ်လူတယောက်ပေါ့လေဗီဒီယိုတွေအများကြီးကို तू ကဖန်တီးနိုင်တယ်တစ်ချိန်တည်းမှာပဲ तू ကအလုပ်တွေတိတ်မအားဘူးမအားတဲ့အခါမှာ तू ဗီဒီယိုဖန်တီးချင်တယ်လို့ तू တိတ်မဖန်တီးနိုင်ဘူးပေါ့ဥမာတနေ့ကိုဗီဒီယိုနှစ်ပုတ်ဖန်တီးမယ်ဆိုတဲ့နေရာမှာ तू နှစ်ပုတ်မပြီးလိုက်ဘူးတစ်ပုတ်ပဲပြီးတာ ာမျိုးပေါ့သူ့မှာလုံနိုင်တဲ့ရည်ချင်းတွေအများကြီးရှိရယ်ပေါ့လေဒါမှမဟုတ်တခြားသောအလုပ်တွေသူ့မှာရှိနေတာဖြစ်တဲ့ကြောင့်သူအဲ့ဒီအရာကိုသူနည်းနည်းလေးနှီးတယ်ပေါ့သူမလုံနိုင်တယ်လို့ဖြစ်သွားတယ်ပေါ့လေအဲ့တို့ကြောင့်သူ့ရဲ့စိတ်ထဲမှာဘဝင်မကြဘူးသူသူ့ကိုသူအလိုမကြတယ်လို့စိတ်ခံစားချက်တွေဖြစ်တယ်ပေါ့လေအဲ့ဒီမှာကျွန်တော်ဆရာကျွန်တော်ဗာလေးပြောခဲ့ပေါ့ကျွန်တော်တို့အကုန်လုံးနားထောင်နေချိန်မှာသူဗာလေးပြောပြလဲဆိုတော့မင်းလုံနိုင်တယ်ဆိုတဲ့အရာကိုမင်းကိုမင်းသိနေရပြီတဲ့အဲ့ဒီအချိန်မှာကျွန်တော်အဲ့စကားလေးကိုပြန်ပြီးတော့အမှတ်ရတယ် အဓိကကတော့ကျွန်တော်တို့ကတစ်ခါတလေမှာငါကတော့အိမ်အောင်ပဲဖြစ်သွားတယ်ငါမှန်ခဲ့တယ်ဒီအိမ်အောင်ကြီးမှလေငါ့ကိုဒီလိုမျိုးတွေမကြည့်ကြပါနဲ့ငါမဟုတ်တာဘာမှမလုပ်ပါဘူးငါကငါကောင်းအောင်နေမှာပါဆိုပြီးတော့ကျွန်တော်တို့ညီလိုက်ရှင်းပြနေစရာလည်းမလိုဘူးတစ်ချိန်တည်းမှာပဲကျွန်တော်တို့အထင်မြင်သေးပြီးကြည့်တဲ့အကြည့်ရလေ ဒါကသူတို့ဖြစ်နေလို့သူတို့ကြည်တာပေါ့လေကိုနဲ့မဆိုင်ဘူးအဓိကကတော့ကျွန်တော်တို့ဘလိုမိန်းကလေးမျိုးလဲကျွန်တော်တို့ကအိမ်တော်ဝဲမျိုးသမီးတယောက်တော့မှန်နေတစ်ချိန်တည်းမှာပဲကျွန်တော်တို့အနေထိုင်ကျွန်တော်တို့ပြောဆိုတွေကျွန်တော်တို့ရဲ့လောက်ရက်တည်းကဘလိုမျိုးသမီးနေလဲဆိုတာကိုသူများတကသိနေစရာမလိုဘဲနဲ့မှကိုကိုကိုသိနေလုံလောက်ပြီပေါ့လေအဲ့တော့ကျွန်တော်ဆရာအဲ့စကားလေးကကျွန်တော်ပြန်ပြီးတော့အမှတ်ရသွားတယ်အဲ့အချိန်တည်းကကျွန်တော်ကိုပအဝင်းကျင်အဲ့လိုမျိုးကြည်တာမျိုးတွေကျွန်တော်လာပြီးတော့မှယောက်ျားလေးတောင်းနဲ့တွေ့ရတော့ဟိုလိုဖြစ်တယ်နော်ဒီလိုဖြစ်တယ်နော်လို့ပြောကျွန်တော်သိပြီးတော့မရှောင်လဲတော့ဘူးကျွန်တော်ယောက်ျားလေးတောင်း ဲ့မြင်နေဆိုရင်ကြည့်လိုက်ပါလို့ပဲကျွန်တော်ပြောပြတယ်ကျွန်တော်ဟိုတယ်မှာယောက်ျားတစ်ယောက်နဲ့တွေ့ရဆိုတော့ကျွန်တော်ပြန်ပြောပြမယ့်စကားလုံးကကြည့်လိုက်ပါပဲဒါကြောင့်လဲဆိုတော့ကျွန်တော်ရဲ့အလုပ်ကလည်းဒီတင်တဲ့နေ့တော့ပြတဲ့ခါမှာဟိုတယ်တွေသွားရတာလေးရှိတယ်ကျွန်တော်ရဲ့ဒီဗီဒီယိုရိုက်တဲ့ခါမှာလည်းကျွန်တော်တစ်ခါတလေဟိုတယ်မှာကျွန်တော်သွားနာတာမျိုးလေးရှိတယ်ဗောလေကျွန်တော်စိတ်ကိုပန်းဖြေတဲ့နေ့ကျွန်တော်သွားနာတာမျိုးရှိတယ်အဲ့တို့ကြောင့်ကျွန်တော်ယောက်ျားတစ်ယောက်နဲ့ဟိုတယ်မှာမြင်နေဆိုရင်လည်းကျွန်တော်ကြည့်လိုက်ပဲဆက်ပြောမှာဒါကြောင့်လဲဆိုတော့ကျွန်တော်လောက်ရက်ကိုကျွန်တော်တည်နေရပြီကျွန်တော်ရဲ့ ကြိုးစားအထုတ်မှုတွေကိုကျွန်တော်သိနေရပြီကျွန်တော်ရဲ့အရေးချင်းတွေကိုကျွန်တော်သိနေရပြီအဲ့ဒီတော့ကြောင့်ပဝင်းကျန်နှိမ်ချတဲ့အကြည့်နဲ့ကြည့်တဲ့အတိုင်းပဲသူတို့ရေကျွန်တော်တစိုက်ကက်တဲ့အရာတွေကကျွန်တော်တို့ဒီအိမ်တော်ဝဲမျိုးသမီးတွေတကယ်ဟုတ်မနေဘူးပေါ့လေအဲ့ဒီတော့အဲ့ဒီအရာကိုကျွန်တော်သွားပြီးဖြည့်ရှင်းနေစရာမလိုဘူးကိုယ့်အရေးချင်းကိုကိုယ်သိနေရပြီဆိုတဲ့အရာလေးပေါ့နော်ဒါလေးကတော့ကျွန်တော်ရခဲ့တဲ့သင်ခန်းစာလေးကိုပြောပြပေးတာပါအဲ့တော့ညီမလေးတို့လည်းဖြည့်ရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကျွန်တော်ပြောပြစီခြင်းနဲ့အကြောင်းအရာလေးရှိရင်ဒီဗီဒီယိုရမှာ comment မှန်းကလေးရပါတယ်ဘယ်တော့တောင်တတ်မှလိုက်တယ်လေနော်အခုနေပြန်တွေးကြည့်ရင်ဒါဒီလိုမျိုးစကားကို easy ပြန်ဖြင်းပြနိုင်တာဖြစ်ပြီးတော့အဲ့ဒီတော့ဆိုလို့ရှိရင်ဘယ်တော့ခန်းစားလိုက်ရမလဲနော်မိတ်ဆွေတို့အမျိုးနဲ့ကွန်မန့်မှာ recommend ပေးခဲ့လို့ရပါတယ်